ရခိုင်ပြည်ကသမိုင်းဝင်အချင်းကရနေရာတစ်ခုဖြစ်တဲ့ကြောက်တော်တောင်ကိုဖျားဘူးအစ်တေတွေလာရောက်မွန်အလွန်နေပါလို့အဲ့ဒီတောင်ကိုမိခိုနေကြတဲ့မြောက်တွေဟာအစာဝါဝလင်းလင်းမစားရဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီတောင်ကိုမိခိုစားတောက်နေထိုင်ကြတဲ့မြောက်တွေဟာအရင်ကဖျားဘူးအစ်တေတွေလာရောက်ခဲ့တဲ့အချိန်ကအစာအသောက်ဝါဝလင်းလင်းစားကြရပြီမယ်။လက်ရှိမှာဖျားဘူးအစ်တေတွေလာရောက်မွန်အလွန်နေပါနေလို့တောင်ပေါ်ကရရသီးရွက်တွေဘူး ရှားဖွေကူးစားနေကြရလို့တောင်ပေါ်မှာမြောက်စာရောင်းချသူဒေါ်နီအီဖြူကပြောပါရယ်ကျောက်တော်တောင်ကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလလောက်ကဖျားဘူးအေတေအနည်းငယ်လာရောက်ပူးမြော်ခေကြတဲ့အတွက်တောင်ပေါ်ကမြောက်တွေလေးအစာအနည်းငယ်စားတောက်ခေရတယ်လို့သိရပါရယ်ဒါပေမဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့မှာစစ်ကောင်စီကကျောက်တော်မြို့ပေါ်ကိုဂျက်တိုက်လီနဲ့ဘုံအလုံးကြီးတစ်စီကျော်ကျေရှာခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာစိုးရင်ထိတ်လန့်ပြီးကျောက်တော်တောင်ဖျားကိုဖျားဖူးလာရောက်မှု အလွန်နေပါသွားခဲ့တယ်လို့ဒေသခံအမျိုးသမီးတယောက်ဖြစ်တဲ့ဒေါ်သိန်းစောရင်ကပြောပါရယ်ကျောက်တော်တောင်မှာမြောက်အုပ်စုခုနှစ်ဖွဲ့ရှိပြီးတောင်ချီရင်တောင်လေတောင်အပေါ်ဆုံးတွေမှာသူ့ဖွဲ့နဲ့သူအုပ်စုဖွဲ့နေထိုင်ကြပြီးမြောက်အကောင်စုစုပေါင်းတထောင်ကျော်လောက်ရှိနိုင်တယ်လို့လေမြောက်စာရောင်းချသူတွေကခံမှန်းပြောဆိုကြပါရယ်